ြည်တင်းသတင်းတပုတ်အနေနဲ့ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောက်ရှိုမြို့ကစင်ရတနာ Friday Saturday night ကိုစစ်ကောက်စီကလေကြောင်းကနေဘုံချပြီးစစ်တင်းတွေနဲ့ပါလာရောက်ပစ်ခတ်ခဲ့ပါတယ်။အဲ့ဒီလိုပစ်ခတ်ခဲ့လို့တန်ခါတော်လျှောက်ပါနဲ့အရဲသားတန်ရောက်တည်ဆုံပြီးတန်ခါတော်တွေအပါဝင်စစ်ခွနရောက်တရန်ရရှိခဲ့တယ်လို့ TNN ကသတင်းထုတ်ပြန်ထားပါတယ်။မလာ16ရက်ညနေ9:00ခွဲမှာစစ်ကောက်စီစစ်တပ်က ဂျက်ဖိုက်တာနဲ့ပေါင်150ဘုံလေးလုံးနဲ့စစ်တီနေတွေနဲ့လာရောက်ဘုံကြီးပစ်ခဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ TNL ရဲ့ဒီကနေ့မလ16ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီလိုဘုံကြရောက်ပောက်ကွေးတာကြောင့်စာသွန်တိုက်အတွင်းကယဟန်နှစ်ပါတာမင်း၄ပါအပါဝင် အမျိုးသား၁ယောက်အမျိုးသမီး၂ယောက်အပါဝင်စုစုပေါင်း၉ယောက်ဘုံစားထိမှန်ပြီးတေဆုံးတော့ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင်သင်္ခါတော်73ပါးနဲ့အတူ အရဲသားပြည်သူ၄ယောက်ပါထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။